တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ပဇွန်တန်ပူအားကြော်လေးလှူစားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်ပန်းကော်ပြီးရွှေပြုံသီးမော်လာဦးနီလေးတွေကိုပါတန်ပူအားကြော်လေးလှူစားဖြစ်ပါတယ်နော်ပဇွန်ကိုအကောင်းလေးတွေဖိလိုက်မယ်ခေါင်းကိုကြတော့တခြားဟင်းချက်တဲ့ခါမှာသုံးမယ်ပြီးရင်ပဇွန်အခွန်လေးတွေကိုဖိလိုက်ပါမယ်နော်ဒီအမိနာလေးတော့ထားလိုက်မယ် ပြီးရင်ပစောနောက်ကျောရဲ့အမဲကျိုးလေးတွေကိုဖယ်လိုက်ပါမယ်နော်အမိကိုဒီလိုမျိုးလေးနင်းနင်းညှက်လိုက်မယ်ပြန်ပစုံရှေ့ဘက်ချမ်းကိုဓာရလေးတွေပေးလိုက်မယ်နော်ကြောပြေသွားအောင်လို့ဒီလိုမျိုးလေးညစ်ပေးလိုက်ပါမယ်အပစုံကအဖြောင်းလေးရတယ်ပေါ့နော်ကြော်တဲ့အခါကျတော့ရှင်ဖြစ်ဖြောင်းလေးရအောင် ကျန်တဲ့ပစံလေးကိုပါအဲ့လိုမျိုးလိုက်ပါမယ်။ပြီးရင်ကြော်တဲ့ခါကျတော့ရှင်ရေမပအောင်လို့တ िश ူးလေးနဲ့အနေနဲ့တုပ်လိုက်ပါမယ်နော်။ဒါကရွှေပြုံသည်မလာဦးနီပန်းကော်ပြီးတော့ကိုရေတရှာဆေးပြီးတော့စစ်ထားပါမယ်နော်။မုန်းနေကွကြကြတော့ရေရဲပြီးရင်ကြက်ဥထည့်ပါမယ်။ကြက်ဥကိုတရှာလေးခလောက်ကလိုက်ပါမယ်နော်။ထကြွားတော့ဒီမှာပြောင်းကုံမုံတုံးထားပါတယ် တကယ်ကြတော့သူကကိတ်လုတ်တဲ့ဂျုံလေးသုံးရပါတယ်နော်ပြောင်းကုန်မှုနဲ့လည်းရပါတယ်ဒီလိုချင်တဲ့အနှစ်လေးရအောင်လို့ဒီပြစ်ပြစ်လေးရအောင်တစုံတစုံစီထည့်ထည့်ပေးမယ်နော်ဒီလိုအနေထားဆိုလို့ရှိရင်ရပါပြီ။ပြီးရင်ဒီမှာအသီးရွက်လေးတွေကိုပါရေနည်းနည်းပြောင်းသွားအောင်တ िश ူတွေနဲ့တုပ်လိုက်ပါမယ်နော်။ ီမှာပေါမုံကျွတ်လေးသုံးပါတယ်ပြီးရင်စီထည့်ပြီးတော့ကြော်ပါမယ်နော်အရင်ဦးဆုံးအသီးရွက်လေးတွေအရင်ကြော်ပါမယ်ဒီမုံနေ့ထင်မှာအရင်နှစ်မယ်ပြီးလို့ရှိရင် မုံကျွတ်လေးပေါမုံကျွတ်လေးကတ်မယ်ပေါ့နော်ပြီးရင်ကြော်လိုက်ပါမယ်ဘယ်တော့ပေါမုံကျွတ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းဒီလိုမျိုးမုံနှစ်လေးပဲမုံနှစ်လေးပဲထည့်ပြီးတော့ကြော်လေးရပါတယ် ပြီးရင်တစ်ဖက်ကြက်ပြီဆိုလို့ရှိရင်နောက်တစ်ဖက်လှမ်းပြီးတော့ကြော်ပါမယ်နော်ဒါကမုံလာဦးနေကြော်တာပါရွှေပြုံသီးလေးတွေကဒီလိုမျိုးအနေထားရပြီဆိုလို့ရှိရင်ကြက်ပြီစီတက်အောင်လို့ခုနစကားလေးနဲ့ အမုံလေးတွေကိုဖယ်လိုက်ပါမယ်နော်ပြီးရင်ပန်းကော်ဖီလေးကြော်ပါမယ်ကြော်ပြီးတဲ့အခါကျလို့ရှိရင်စကားလေးထည့်ထည့်ပြီးတော့စီစစ်ထားပါမယ်နော်။ပြီးရင်နောက်ဆုံးကြမှာပစုံတန်ပူရလေးကြော်ပါမယ်။မုန်းနေထည့်ထည့်မယ်။ပြီးရင်ပါမို့ကြော်လေးကပ်ပြီးတော့ကြော်ပါမယ်နော်။ ပစွန်တန်ပူကကြော်တဲ့အခါမှာနည်းနည်းစင်းစီထည့်ပြီးကြော်ကြော်လေးရပါတယ်နော်အများကြီးထည့်လိုက်တော့ပစွန်တွေကကွေးသွားတယ်ပေါ့နော်ဒီလိုနေထားဆိုလို့ရှိရင်တော့ရပါပြီ။ပြီးရင်အချင်းရေအတွက်ကြတော့ တရားကကြက်ပြုတ်ရည်လေးပါပြီးရင်ပင်းငံပြားရဲ့အကျဲလေးထည့်ပြီးတော့ပုတ်ပွဲဆူအောင်လုပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီအချိန်ရင်နဲ့တွစားပါတယ်တကယ်လို့ဒီလိုမျိုးတံပူရလေးကိုမအီချင်လို့ရှိရင်တံမြန်တီးတဲ့ညစ်ပြီးတော့စားရင်လည်းကောင်းပါတယ်တခြား sauce လေးတွေနဲ့စားရင်လည်းကောင်းမဲ့ပုံပဲเนาะဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်เนาะဘိုင်ဘိုင်